င်္ဂလာပါမျိုးတွေဒီနေ့တော့ကျွန်တော်တို့ Tira Nail ဆိုတဲ့ game လေးအကြောင်းပြောကြမယ်ဗျာဆိုတော့ဒီ game ကလွန်ခဲ့တဲ့2023ကထွက်ခဲ့တဲ့ game ပေါ့နော် PC ရော mobile platform တွေမှာပါနှစ်မျိုးစလုံးမှာဆုတ်လို့ရတယ်ပေါ့နော်တချို့တွေလည်းတည်ကောင်းတည်မယ်ဒါပေမဲ့မတည်သေးတဲ့လူများတယ်လို့ကျွန်တော်ထင်တဲ့အတွက်တင်ပေးတာပေါ့နော်ဆိုတော့ဒီ game လေးကဆုတ်လို့ကောင်းတယ်သူကအဓိကပျက်စီးနေတဲ့ကမ္ဘာမြေကြီးကိုပြန်လဲရှင်သင်အောင်လုပ်ရတဲ့ game မျိုးပေါ့ဗျာ city building လို့ပုံစံမျိုးမဟုတ်ဘူးအကောင်ကစစ်တိုက်ပြီးတော့ concurrent လုပ်ရတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးပြန်လဲရှင်သင်ရေးပေါ့ပြန်လဲ restoration လုပ်တဲ့ပုံစံမျိုးပေါ့ဆိုတော့ဒီ game အကြောင်းကျွန်တော်ပြောကြ ောင်ဆိုတော့တီရာနေကသူက reverse city builder လို့ခေါ်လို့ရတယ်ပေါ့နော်ကိုကမြို့ကြီးကိုအကြီးဖြစ်လာအောင်ချဲ့တာချဲ့တာမျိုးမဟုတ်ဘဲနဲ့ပြုပြင်ရတဲ့ပုံစံမျိုးပေါ့ကိုကဆက်ဆချင်းမှာပြက်စီးနေတဲ့မြေကိုပေးမယ်အဲ့မြေကိုလုံးဝကိုကပြန်ပြီးစိမ့်လန်းဆိုပြေလာအောင်ရှင်းတန်လာအောင်ကိုမှရှိရဲ့ tools တွေနဲ့လုပ်ယူရတဲ့ပုံစံမျိုးပေါ့နော်ခြေမြောင်းနေသွဲတယ် temperature တွေကိုထိန်းနေညှိတယ်ပြက်ပြက်ပန်းပန်းတွေတောအုပ်တွေဖြစ်လာအောင်လုပ်တယ်စင်ရင်းစီပေါ့နော်ဒီလိုပုံစံမျိုးနဲ့ရှင်းတန်လာအောင်သရဝါတွေပြန်ပြီးနေနိုင်လာအောင်တိရစ္ဆာန်တွေပြန်ပြီးနေနိုင်လာအောင်လုပ်ရတဲ့ပုံစံမျိုးပေါ့ map တစ်ခုချင်းစီက poster တစ်ခုချင်းစီဖြစ်တယ်။သူက procedural လုပ်ထားတဲ့ခါကျတော့တစ်ခါတစ်ခါ game ကိုဆော့တဲ့ခါတိုင်းမှာ map တွေကမတူဘောနော်။ map တွေမတူတဲ့ခါကျတော့ကိုကအရင်ဆုံးကိုယ့်ရဲ့ဒီ map ပုံစံအနေထားကိုကိုကလေ့လာရတယ်။မြေပြင်အနေထားပေါ့။ဒါကိုလေ့လာရတယ်။သူရဲ့ tools တွေကိုသုံးပြီးတော့ကျွန်တော်တို့က မှန်မှန်ကန်ကန်နေရာချထားပေါ့နော်အပြီးကျတော့မာကိုရဲ့မြေကြီးတွေပြန်ကောင်းလာတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ရတယ်ရေတွေဖြန်းရတယ်မရေတွေမတက်အောင်ဆိုလို့ရှိရင်လည်းရေတက်အောင်လုပ်ပေးရတယ်နောက်ဆုံးမိတ်မှာကျွန်တော်တို့တောအုပ်တွေစိမ့်ဆန်းအင်းအိုင်တွေဖြစ်အောင်ပေါ့နော်ဒီလိုတွေကျွန်တော်တို့လုပ်ပေးရတယ်ပေါ့ဒီလိုမျိုးဆော့တဲ့နေရာမှာကျွန်တော်တို့ကဟို time limitation လုံးဝမရှိဘူးပေါ့နော်ပြီးကျတော့ဘာ enemy မှလည်းမရှိဘူးဘာ pressure မှလည်းမရှိဘူးဆိုတော့အေးစစ်စစ်ဇိန်နဲ့စဉ်းစားပြီးတဆင်ချင်းစီအဲ့လိုမျိုးဆော့လို့ရတယ်ပေါ့နော်ဆော့ဆဆချင်းမှာသူ့ရဲ့ ask ကပုံစံလုံးဝ drive ဖြစ်တယ်ဒေါ်ဖြစ်တယ်ပေါ့နော် င်း monochrome ပုံစံမျိုးကြီးသွားတာပေါ့ဒါပေမဲ့ restoration လုပ်လုပ်လာတဲ့တပြိုင်တည်းဖြည်းဖြည်းစီစိမ်းလန်းဆူပြေးလာတယ်ဆိုတဲ့ပုံစံလေးကိုကပြန်ပြီးမြင်ရတယ်ပေါ့နော်ပြီးကြတော့ဒီသူရဲ့အတန်ပိုင်းဆိုင်ရာလည်းတော်တော်လေးကောင်းအောင်လုပ်ထားတယ် peaceful ဖြစ်တယ်ပေါ့နော်အေးအေးချမ်းချမ်းရှိတယ်ပေါ့နောက်တစ်ခုကတော့တီရာနေကတချို့ဂိမ်းတွေလိုမျိုးကြီးသက်ကြီးလာအောင်ကောက်သက်ကောင်းလာအောင်ပို့ပြီးတော့ powerful ဖြစ်လာအောင်လုပ်ရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကိုကပျက်စီးနေတဲ့ကဘာကြီးကို fix လုပ်တယ် ecosystem တစ်ခုကိုပြန်တိဆောက်ပေးတယ်ပြီးကြရင်တဘာဝအတိုင်းလှုပ်ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒီလို idea လေးပေါ်မှာခြေခံထားတဲ့ game လေးပေါ့နော်လုံးဝ base တွေဘာမှမရှိဘူးဘာ empire မှမရှိဘူးပေါ့နော်လုံးဝ nature အတိုင်းလေးပဲပုံစံဖြစ်တဲ့အရင် peaceful ဖြစ်နေပေါ့နော်အဲ့တော့ဒီ game ကိုစော့တင်လာပေါ့ဆော့ဒီ game ကိုအေးစစစော့တာကြိုက်တဲ့သူတွေလုံးဝလှတဲ့ apps လေးတွေကိုကြည့်ကျင်တဲ့သူတွေနောက်ပြီးတော့ game နေရှုပ်ထွေးနေတဲ့ magnet တွေကိုသိမစော့ကျင်တဲ့သူတွေ အဲ့လိုဘလူမျိုးတွေကတော့တော်တော်လေးသဘောကျတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ game ကအရင်ကြီးရှုပ်ထွေးနေတဲ့ magnet တွေမပါဘူး။ puzzle ဆိုပေမဲ့လည်းဖြည်းဖြည်းချင်းစီဖြည့်ရှင်းလို့ရတဲ့ puzzle တွေပဲ။တစ်ခုပဲရှိတယ်ပေါ့နော်။ဒီ game ရဲ့ gameplay ကတိတ်မကြဘူးပေါ့နော်။ခဏနဲ့ဇလန်းပြီးသွားတယ်ပေါ့။ဒါကြောင့်မို့တချို့တွေကတော့ပုံပြီးရှုပ်ထွေးတဲ့ magnet တွေနဲ့ပုံပြီးတော့ရှုပ်ထွေးတဲ့ဇလန်းသွားတွေလိုကောင်းလိုချင်နိုင်မယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်မြင်တာတော့ဒီ game ကသူ့ရဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့ဒီ storyline ပုံစံလေးနဲ့ကတော့ လုံးဝအန်ကိုက်ပဲပေါ့နော်အဆင်ပြေတယ်ပေါ့အဲ့တော့လုံးဝအေးဆေးဆေးဖြစ်တဲ့ strategy gain တွေကိုကြိုက်တယ်ဒါမှမဟုတ်လို့ရှိရင်လုံးဝကဘာကြီးကိုပြန်လဲရှင်းသန့်ရေးလောရတာမျိုးကြိုက်တယ် ecosystem ကိုတိဆောက်ရတာကြိုက်တယ်အေးချင်းချင်းဆောက်ရတဲ့ဟာမျိုးအတန်တသားရရလေးဒီလိုပုံစံမျိုးဆောက်ရတဲ့ဟာမျိုးကြိုက်တယ်ဆိုရင်တော့ terra nail လေးကိုကျွန်တော်စောကြည့်သင့်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီ video လေးကတော့ဒီလောက်ပဲအားလုံးကိုကျေးဇူးတင်ပါတယ်